ကျွန်တော်ရဲ့2025ခုနှစ်မှာထွက်မဲ့ရုပ်ရှင်များဆိုတဲ့ဗီဒီယိုထဲမှာဒီ Honey Don't ရုပ်ရှင်အကြောင်းကိုထည့်မပြောလိုက်ရဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာအဲ့ရုပ်ရှင်ကထွက်နေပြီ။အဲကျွန်တော်တို့ဒါအကြည့်မထွက်သေးလို့မကြည့်ရသေးတာပေါ့။အခုတော့အကြည့်လဲထွက်ပြီဆိုတော့တော်တော်များများလဲကြည့်ပြီးတော့ကြောက်ပြီလို့ထင်ပါတယ်။အဲ့ဒီ trail အဲ့ရုပ်ရှင်မထွက်ခင်တော့ငါ trailer ပဲကြည့်ရသေးတဲ့အချိန်တော့ငါ feeling ကိုပြန်ပြီးတော့ပြောရမယ်ဆိုရင်အဲတော်တော် hype ခဲ့တယ်။ကျွန်တော်ငငယ်တုန်းကဥဆန်ရှာတို့ Sablin နဲ့မောင်တို့လိုမျိုးစုံတော်ဝတ္ထုတွေကိုဖတ်ပြီးတော့ကြည့်လာခဲ့တာပေါ့။နောက်ပြီးတော့ Benedict Cumberbatch ရဲ့ Sherlock series တို့ Knives Out ရုပ်ရှင်တွေတို့ကိုလည်းကျွန်တော်တော်တော်ကြိုက်ခဲ့တာဆိုတော့ဒီလိုမျိုးအရင်ခေတ်မှာတည်ထားတဲ့စုံနောက်ဇာတ်လမ်းတွေထက်စာရင်အခုခေတ်မှာတည်ထားတဲ့စုံနောက်ဇာတ်လမ်းတွေကိုပို့ပြီးတော့သဘောကျတယ်ပေါ့အဒီ Honey Don't ရုပ်ရှင်ကလည်း trailer ကိုကြည့်ပြီးတော့သူက 90s ခေတ်မှာအခြေခံထားပြီးစုံနောက်ဇာတ်လမ်းတစ်ခုဖြစ်မယ်လို့ထင်ရတယ်ပေါ့တေးဥဆောင်တွေကလည်း The Substance ရုပ်ရှင်ဇာတ်ကားတွေကမင်းသမီး Margaret Qualley သူကအလွတ်ဆုံးတော့ Honey နေနဲ့တေးဥဆောင်ထားတယ်ပြီးရင် MCU က Captain America မှာနာ Chris Evans ကဘာသာရေးဆရာရောင်းဆောင်ထားပြီးတော့မကောင်းမှုမျိုးစုံလုပ်နေတဲ့သူတယောက်အနေနဲ့တရုပ်ဆောင်ထားတယ်သူကတော့အဓိက villain ပေါ့အာပြီးလို့ရှိရင်လည်း Agatha All Along ရဲ့ Dead နေရာတရုပ်ဆောင်တဲ့မင်းသမီး Audrey Plaza ကရဲမေ NG Pacific Rim ရုပ်ရှင်တွေကသိပ္ပံပညာရှင် Bear အနေနဲ့တရုပ်ဆောင်ထားတဲ့ Charlie Day ကဒီထဲမှာအစိုးရစုံထောက်အနေနဲ့ပါတယ်ကတ်စီကလည်းအမိုက်စားတွေပြီးရင် 90s kid စုံလုံးဇလန်းကိုမှမင်းသမီးကလည်း Margaret Qualley နဲ့ဆိုတော့ ဒီဇက်ကတော်တော်မိုက်ပြီပေါ့ director ကလည်း No Country for Old Men ရုပ်ရှင်နဲ့ရုပ်ရှင်ကိုရိုက်ခဲ့တဲ့ Coens Brothers တဲက Ethan Coens နဲ့ writer ကသူမိမ Trisha Cook ပေါ့အတူကူထူးဆန်းတဲ့သူမိမသာပြောတာအဲ့မျိုးသမီးက lesbian နဲ့ lesbian လည်းပြောသေးသူမိမဖြစ်တယ်ဆိုတော့ဘယ်လိုလဲတော့မသိဘူးပေါ့နော်အဲ့တော့အဲသူက lesbian ဖြစ်တာကြောင့်မဟုတ်လို့လေဒီရုပ်ရှင်ထဲမှာအဲ့လိုမျိုး lesbian အကြောင်းလေးတွေတော်တော်များများပါတယ်ပေါ့အဲဒီသူတို့လင်မယားနှစ်ယောက်ပေါင်းပြီးတော့ရိုက်ခဲ့တဲ့ရုပ်ရှင်ထဲကဒီ Honey Dong ကပထမဆုံးရုပ်ရှင်တော့မဟုတ်ခဲ့ဘူး သူ့ရှင်မှာ driveway doors ဆိုတဲ့ရုပ်ရှင်တစ်ခုတော့ရှိခဲ့တယ်။အဲ့ဒီ driveway doors နဲ့ဒီ honey tone ကဘလို့ဆက်ဆက်မှုရှိလဲဆိုတော့ဘလို့မှတော့ဆက်ဆက်မှုတော့မရှိပါဘူး။တူတာဆိုလို့ဒီ director ဒီ writer နဲ့မင်းသမီး Margaret ခွဲလေးပြီးရင်လက်ဖက်စီပြန်ကိစ္စလေးပေါ့။အဲ့ဒီလောက်ပဲတူတဲ့အချက်လေးရှိရပေါ့။ဆိုတော့ဒီ share ဇာကမကြည့်ဘူးထားလို့ဒီဇာကကိုခုမှကြည့်ရဆိုလဲဘာမှတော့မဖြစ်ပါဘူး။တိတ်ပြီးတော့ဘာမှဆက်ဆက်မှုလည်းမရှိပါဘူး။ကျွန်တော် hike ခဲ့တဲ့အကြောင်းလေးမျှော်လင့်ခဲ့ရတဲ့အကြောင်းလေးပြောပြီးဆိုလို့ရှိရင်တော့ဒီရုပ်ရှင်ရဲ့တကယ်ထွက်လာတဲ့အချိန်မှာတော့တော်တော်လေးခွမ်းပါတယ် ကွမ်းနာမှာဇလန်းရော character တွေရောအဖက်ဖက်ကကိုကျွန်တော်ထင်ထားရတဲ့စန့်ကျင်ဘက်ဖြစ်အောင်ကိုကွမ်းနာပါအခုကစပြီးတော့ရုပ်ရှင်တွေကအကြောင်းအရာတွေကိုဖြစ်ဖြစ်နေနေဝေဖန်မှာမို့လို့ရုပ်ရှင်မကြည့်ရသေးဘူးဆိုရင်တော့ဒီညလေးမှာခဏလဲပြန်သွားလို့ရပါတယ်အော်ဒါမဲ့အကြံပေးရရင်တော့မကြည့်ပါနဲ့ရုပ်ရှင်ကတော်တော်လေးကိုအချိန်ကုန်သွားတာပဲရှိမှာပါအချိန်ကုန်တယ်လို့ပြောလို့မရပါဘူးတနအီခွဲပဲရှိတာဆိုတော့ချိန်တနအီခွဲလောက်လေးကုန်သွားမှာပဲရှိမှာပေါ့နော်ဟိုဘာမှပြန်ရလိုက်မှလည်းမဟုတ်ဘူးအဲ့တော့ဇလန်းကြောင်ပြောမယ်ဆိုလို့ရှိရင်ဇလန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Baker's Field ဆိုတဲ့မြို့လေးမှာအဟန်နီဆိုတဲ့ကောင်မလေးကဒီမြို့မှာရှိတဲ့အလုပ်ဆောင်တော့တယောက်ဖြစ်ပြီးတော့ Chris Evans ကဒီမြို့မှာဘာသာရေးဆရာရောင်းဆောင်ပြီးတော့မွေးစေးဖြန့်နေသူပေါ့မွေးစေးလည်းဖြန့်နေသူရဲ့ဖျားချောင်းကလူတွေကိုလည်းလိန်မြတ်ထုတ်တာတွေပါပြီးတော့လှုပ်တယ်ပြီးရင်မထင်မထင်လို့လူသက်မှုတွေကလည်းလှုပ်တယ်ဒီလိုမျိုးမကောင်းမှုမျိုးစုံလှုပ်တဲ့လူဆိုးတယောက်ပေါ့သူကဇလန်းစာပိုင်းမှာကောက်မှောက်ပြီးတော့ကောင်မလေးတယောက်သေနေတယ်ပေါ့ အဲ့ဒီအချိန်မှာသူ့နားလေးကိုစပင်ကိုဝဲနဲ့ဟစ်ပီလိုလိုအင်ဂျီယာမဲလိုလိုကောင်မလေးတယောက်ကရောက်လာပြီးတော့သူ့လက်စကိုချွတ်ပြီးယူသွားတယ်။စာပိုင်းမှာတော့ဒီကောင်မလေးကဗာလဲပေါ်ဟစ်ပီလားပေါ်ယူဒီတိုင်းလက်စလာခိုးတဲ့သူလားပေါ်အဲ့လိုမျိုးထင်နေမဲ့တကယ်တမ်းကျတော့မဟုတ်ဘူး။သူကဒီဖျားเจ้าကိုအဓိကမူရစီတွေဖြန့်ပေးနေတဲ့ပြင်သစ်မူရစီခိုင်းရဲ့တရှို့ပေါ့။ဒီလက်စွပ်ကိုချွတ်ယူသွားတယ်ဆိုတာလေလက်စွပ်ကဖះเจ้าရဲ့ဒီဇိုင်း logo ဖြစ်နေတဲ့အတွက်ဒီ logo ကနေတစင်လိုက်လို့ရှိရင်သူတို့စီကိုနောက်ចောင်းပြန်ပြီးတော့ဒုက္ခရောက်မှာဆိုလို့သူက ဒီလက်စုပ်ကိုချွတ်ယူသွားတာဒါကတော့ကျွန်တော်မြင်လွယ်အောင်လို့ခုတစ်ခါလေးပြောလိုက်တာပေါ့ရုပ်ရှင်ထဲမှာတော့ဒါ GN ထဲမှာတိလာတဲ့အချက်တွေပေါ့သူကဖျားเจ้าကိုဝင်ဆက်ပြအောင်လုပ်ခဲ့တယ်ဆိုပေမဲ့ဖြစ်ချင်တော့အဲ့ဒီတည်သွားတဲ့ကောင်မလေးကမသေးခင်မှာဟန်နီစီကိုလှမ်းပြီးတော့ဆက်သွယ်ပြီးတော့အကူအညီတောင်းခဲ့တယ်ဒီဖျားเจ้าရဲ့ပို့ပွားကိစ္စတွေကိုသူတန်တရားရှိတယ်ဆိုပြီးတော့အဲ့အဲ့ဒါနဲ့ဒီဟန်နီကတည်သွားတဲ့ကောင်မလေးရဲ့ပြန်ဖျားเจ้าရဲ့နောက်ပြီးတော့ဒီကိုဝဲကောင်မလေးရဲ့သူတို့ဝင်ဆက်တွေပေါ့ဒီလိုမျိုးတန်းလွန်စားတွေကိုချိတ်ဆက်ပြီးတော့အမှုအမှန်ပေါ်ပေါအောင်ဘယ်လိုမျိုးဖြစ်ရှင်းရမယ်ဆိုတဲ့ဇလန်းမျိုး လို့ထင်ရပေမဲ့တကယ်တော့မဟုတ်ပါဘူး။အာတကယ်ဆိုရင်ပုံမှန်ဆွန်တော့ဇလန်နေဆိုလို့ရှင်အဲ့လိုမျိုးဟာတွေချိတ်ဆက်ပြီးတော့နောက်ဆုံးမှာ Chris Evans ရဲ့သူ့ရဲ့တေးဥမှန်ကိုပေါ်ပြီးတော့အမှုပေါ်နိုင် line လေးတည်းဆိုပြီးတော့ပြီးသွားတာမျိုးတွေရှိတယ်။အဲဒါပေမဲ့ဒီဇလန်ကတော့အဲ့လိုမဟုတ်ဘူး။အာလူသက်မှုတွေကလည်းဒီဟာကပထမဆုံးတစ်ခုပဲရှိသေးတယ်။အဲ့ဒီနောက်မှာနောက်ထပ်လူသက်မှုတွေတစ်ခုပြီးတစ်ခုဇက်တိုက်တွေဆက်ပြီးတော့ဖြစ်တယ်။အဲ့အရာတွေကလည်းအမှုမှန်မပေါ်ဘဲနဲ့ တစ်ခုနဲ့တစ်ခုကလည်းချိတ်ဆက်ရှိတယ်လို့ထင်သေးရအောင်နဲ့တကယ်တော့ဘာမှချိတ်ဆက်ပြမသွားနိုင်ခဲ့ဘူးအဲ့လိုမျိုးဖြစ်ပြီးတော့တပူပေါ်တပူဆင့်ပြီးအမှုတွေတိုးလာတာပဲရှိတယ်အဲအဲ့ကြတော့ဒီလိုမျိုးအမှုတွေတိုးလာရင်တော့ငါတို့ပြင်သစ်ခိုင်းနေစီကိုဒုက္ခရောက်လိမ့်မယ်ဆိုပြီးတော့ဒီကဝဲကောင်မလေးက Chris Evans ကို short ထလိုက်တာမှာဆရာကြီး Chris Evans အဲ့မှာနေသူ့ဇလံပြတ်တော့ပါလိရောဟင်းဒါဆိုရင်လူသက်မှုရဲ့တရားခံကလည်းသူ့ကိစ္စနဲ့သူအနေဆက်သဘောနဲ့ကိစ္စချောသွားပြီဆိုတော့ ဟန်နီကဘာလုပ်မှလဲဒီအချိန်မှာသူကရောအမှုမှန်ပေါ်ဘာလို့လုံနေလဲဆိုရင်တော့ဟန်နီကအဲ့အချိန်မှာရဲမေ MG နဲ့လက်ဖက်စီပြန်စားနေတယ်ပြီးရင်သူ့ရဲ့မိသားစုကိစ္စတွေသူ့တို့မှပြောက်လို့ရှားနေတာတွေတခြားအမှုနဲ့ဘာမှတိတ်ပြီးတော့မဆက်ဆိုင်မဆက်ဆက်ဖူးလို့ထင်ရတဲ့အရာတွေကြီးပဲလိုက်ပြီးတော့လုံနေတယ်ပေါ့အဲ့အဲ့လိုမျိုးတွေဖြစ်နေရင်ကနေနောက်ဆုံးရောက်တော့မှသူနဲ့တူလက်ဖက်စီပြန်စားတဲ့ရဲမေ MG ကဒီလူသတ်မှုတွေအားလုံးရဲ့တရားခံဆိုတာကြီးကောက်ပြီးတော့ဖြစ်နေတယ် ဘာလို့လဲဆိုတော့သူကငငယ်တုန်းကအဲ့လိုအဖေအနိုင်ကျင့်တာကိုခံခဲ့ရတဲ့အတွက်အဲ့လိုသူ့ကိုအနိုင်ကျင့်တဲ့အဖေကိုတတ်ပြီးတော့ထွက်ပြေးလာခဲ့တဲ့သူအပြင်သူကိုယ်တိုင်ကလည်းဒီလိုမျိုး victim mice ဖြစ်နေတဲ့ကောင်မလေးတွေကိုမြင်လို့ရှိရင်သူမင်းတို့တွေငါကဲမဇီဝင်ရကျွတ်မှာဆိုပြီးတော့သူကအဲ့လိုမျိုးသူတွေကိုလိုက်ပြီးတော့သူ့သဘောနဲ့သူလိုက်တန်နေတာအပထမဆုံးကား accident ဖြစ်ပြီးတည်သွားတဲ့ကောင်မလေးဆိုရင်လည်းဒါကသူကအထီးကျန်နေတဲ့တယောက်တည်းဖြစ်နေတယ်ဆိုတဲ့အတွက်အဖျားချောင်းကိုသွားခဲ့တယ် အဲ့လိုမျိုးဖြစ်တာကိုသူကမနှိမ့်မြို့လို့သူ့ကိုလည်းတတ်လိုက်တယ်နောက်ပြီးရင်ဟန်နီရဲ့တူမကလည်း abusive boyfriend စီမှာနှိပ်စက်ခံနေရတဲ့အတွက်အာဒီကောင်မလေးကလည်းငါကင်မရမှာဆိုပြီးတော့သူ့ကိုဖမ်းထားတဲ့အချိန်မှာပဲဟန်နီနဲ့တွေ့ပြီးတော့အမှုမှန်တွေပေါ်သွားတယ်ပေါ့ဗျာอืมပုံမှန်ဆုံးနောက်ဇလန်းနေဆိုရင်တော့အတိအကျ villain ကတယောက်ဆိုပြီးပြထားပေမဲ့တကယ်တမ်း villain ကနောက်တယောက်ဖြစ်နေတယ်ဆိုတာတော်တော်ကောင်းတဲ့ plot twist တစ်ခုဖြစ်နိုင်မယ်ဆိုပေမဲ့ဒီကမှာတော့ presentation မကောင်းဘူးလို့ပဲပြောရမှာပေါ့အဲ့လိုမျိုးဖြစ်နေတဲ့ခါကျတော့ င်ဘာကြီးလဲဟာပေါ့ဆိုပြီးတော့ဖြစ်သွားတယ်ဟိုတကားလုံးက Chris Evans က villain လိုမျိုးပြောခဲ့ပြီးတော့မှသူကဘာမှမဟုတ်တလို့ပြီးသွားပြီးတော့တကယ်ဒီအမှုတွေနဲ့ဘာမှကိုမဆက်ဆိုင်တဲ့သူကတရားခံဆိုပြီးလာဖြစ်နေတဲ့အခါမှာကကောင်းတဲ့ plot twist လို့မခံစားရတော့ဘဲနဲ့ chatulan plot twist လိုမျိုးဖြစ်သွားတယ်ကြာအဲ့ဒါကဒီဇာကားကိုစုံတော်ဇလံကောင်းတစ်ခုအဖြစ်ကနေပြီးတော့နှိမ်ချောစီခဲ့တဲ့အရာလို့ပြောရမှာဗျ။အဲနောက်ထပ်တစ်ခုကပြောရရင်ဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေတာ၄ပေါ့ ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲအမှုဒီ main အမှုနဲ့ဘာမှမသက်ဆိုင်တဲ့တခြားကိစ္စတွေကတစ်ခုပြီးတစ်ခုတွေရှောက်ဖြစ်နေတယ်ပြီးရင်ဟန်ဒီဖြည့်ရှင်းနေရာတွေကလည်းဘာမှဒီအမှုနဲ့မဆိုင်ဘူးရုံတော်မြေခွေးမြောက်လိုက်ဆိုသလိုမျိုးတွေဖြစ်နေတယ်အဆိုးဆုံးချက်ကိုပြောရမယ်ဆိုရင်တော့ Chris Evans ရဲ့ character ကတော်တော်ကြီးကို wasted ဖြစ်သွားတာပဲ Chris Evans ကသူ MCU မှာ Captain America အနေနဲ့တရုတ်ဆောင်တာပြီးသွားခနေကသူရဲလက်သမျှကာတိုင်းဆောက်တလို့ဖြစ်တယ်ဆိုတာတကယ် ကိုဂျိုးနဲ့ဆိုတာ Chris Evans မှာ Chris Evans assist ပဲဟိုဟို Ryan Reynolds နဲ့ပေါင်း Ryan Reynolds မဟုတ်ပါဘူး The Rock နဲ့ပေါင်းပြီးတော့ Dillon Lai ရဲ့တခါ Anari Amaz နဲ့ပေါင်းပြီးတော့ Dillon Lai နဲ့အဲ့လိုမျိုး fade ကားတွေကြီးရိုက်နေတာဒီကားမှာတော့ trailer ကြည့်ပြီးတော့ဒီကားမှာတော့ Chris Evans နာမည်ပြန်အဖတ်ဆင်နိုင်ပြီပေါ့သူ redemption ပြန်လာပြီလို့ထင်ခဲ့ပေမဲ့တကယ်တော့မဟုတ်နေခဲ့ဘူးဟောသူ character လိုမျိုးလူကြီးလူကောင်းရောင်ဆောင်ပြီးတော့နောက်ကွယ်မှာမကောင်းမှုမျိုးစုံလုပ်တဲ့ character တွေဆိုတာဇညွန်းတာကောင်းတယ်ဆိုရင်တော်တော်မိုက်တဲ့ character တွေဖြစ်မှာဗျာ ဥမာပြောရင် breaking bad က gustavo character လိုမျိုးပေါ့အသူဆိုလဲဒီလိုပဲရှေ့မှာကြက်ကြော်ဆိုင်ပိုင်ရှင်ပြီးတော့မှနောက်မှာမွေးရစီဖြန့်နေလူတက်မှုတွေလုပ်တယ်ဒီလိုမျိုးလူစိုးကြီးစားဖြစ်နေတယ်ဆိုတာမျိုး chris evans ရဲ့ဒီ guitar character ကလည်းအဲ့လိုမျိုးဖြစ်ဖို့အတွက် potential ရှိခဲ့ပါလျက်နဲ့ဘာမှမသိတဲ့အိယာဘောက character တစ်ခုအနေနဲ့ပဲပြီးသွားတယ်။အော်အိယာဘောဆိုလို့တလက်စားလည်းပြောအောင်မယ်။ဒီဇာကားမှာအိယာဘောကဆင့်နေလေတော်တော်များတယ်။ chris evans ရဲ့ sense ကိုကြည့်လိုက်ရင်ဆယ်ကားမှာကိုကန်ကသူအိယာဘောမှာဖင်ပြောင်ကြီးဖြစ်နေတာလေးကြီးပဲ။ ြီးရင်မာဂရက်ခွဲလေးကလည်းသူ့ရဲ့ sense တွေရဲ့ထောက်ပံ့နေပါလောက်ကအဲ့ရပေါ်မှာလက်ဖက်စီပြန်စားနေတာလေးကြီးပဲဆိုတော့ဆွန်နော့ဇလန်တို့ဒါမျိုးရုပ်ရှင်တို့မှာတခဏတခဏလောက်ကပြဿနာမရှိပေမဲ့ဒီလောက်ကြီးများတော့ကြတော့ကြည့်ရတာနည်းနည်းကတိကအောက်ဖြစ်တယ်ပေါ့ဗျာမသိရင်ဒါရိုက်တာနဲ့သူမိမကခရစ်စဗန်ဖင်ပြောင်ကြီးနဲ့မာဂရက်ခွဲလေးဖင်ပြောင်ကြီးကြည့်ရင်လို့ပဲဒီလိုမျိုးဇလန်ရုပ်ရှင်ကိုဇညွန်ကိုရေးထားသလားလို့တော့ထင်ရတယ်ဗျာအဲ့လိုမျိုးတော့အော်ပြီးလို့ရှိရင် timeline ကိုပြောရမယ်ဆိုရင်လည်းဒီဇလန်က timeline က90 sponsor ကြီးဖြစ်အောင်လုပ်ထားတာကဇူကြီးလုပ်ထားတာဘာလို့လဲဆိုတော့သူအဓိက သူတကယ်စိုက်ရင်တည်ထားတာကအခုခင်မှတည်ထားတာကျွန်တော်ဒီရုပ်ရှင်ကိုကြည့်တော့ပထမပိုင်း55မိနစ်လောက်ထိကိုဒါကဟိုယင်ခေတ်1990လောက်မှာဖြစ်နေတယ်လို့ပဲထင်တာဘာလို့လဲဆိုတော့ဟို oil rig တွေတို့ပြီးလို့ရှင် Mario Kart တို့ရှေးဟောင်းကားတွေတို့ဒီလိုမျိုးတွေမြင်နေရတာဆိုတော့အော်ဘော်ဒါရှေးဟောင်းဆုံးတော့ဇလန်လို့ထင်တာပေါ့ပြီးတော့မှဖုန်းတွေတို့ဘာတွေတို့ပါနေတော့မှဟောမဟုတ်သေးဘူးဟာပေါ့ဒီကအခုခေတ်ကြီးပဲပေါ့အဲ့ဆိုလေသူဟာဘာလို့ဇွကြီးရှေးခေတ်ပုံစံပေါအောင် လုပ်နေရတာလဲပေါ့နော် ဒီစကားကတော်တော်ကြီးစုတ်ချနေလားဆိုရင်တော့ဇလန်းနဲ့ character development ဘိုင်းတွေကတော့ စုတ်ချတာမှန်ပေမဲ့ရိုက်ချက်တွေနဲ့တချင်းတွေတော်တော်ကောင်းတယ်အဲရိုက်ချက်တွေဆိုလို့ရှိရင် Margaret ခွဲလေးရဲ့ဒီထက်မှထားကြအနေနဲ့ပုံလို့သူကားလေးတစ်စီးနဲ့မျိုးတဲ့လျှောက်သွားနေတာတွေတော့ပြီးလို့ရှိရင်ဒီ Bakersfield မျိုးရဲ့ sense တွေတော့တော်တော်လှတယ်ဟိုအယောင်လဲစုံပြီးတော့ကြည့်ရတာမျက်စိပထာသားဖြစ်တယ်ပေါ့အဲဇောင်းဝင်တချင်းတွေဆိုရင်တော်တော်ကောင်းတယ်ဒီထက်မှသူ Honey တယောက်သူ့တူမှာပြောက်လို့ရှာတဲ့နေရာကပါတဲ့ တချင်းဆိုလို့ရှိရင်ဒါမင်းသမီးမာဂရက်ခွဲလီကိုယ်တိုင်ဆိုထားတဲ့တချင်းပေါ့နော်ဒီထက်မှပါတဲ့ဒီပြင်သစ်တရှိုမကီရိုမနီယာကတရုတ်ဆောင်တဲ့မင်းသမီးလာရာအဘိုဗာကအခု1 piece season 2မှာဘွာဟန်ကော့နေရာနေပြီးတော့တရုတ်ဆောင်မဲ့သူဒီ trailer မှာတော့သူ့ကိုခဏလေးပဲမြင်လိုက်ရလို့မျက်နှာမဖမ်းမိဘူးပေါ့နော်ကျွန်တော်လည်းဒီတိုင်း cast တွေရှာကြည့်တော့မှာဩဒီမင်းသမီးက1 piece ဆင်းမှာဘွာနေရာတရုတ်ဆောင်မှာပဲဆိုပြီးတော့သိလိုက်ရတာပေါ့အဲသူ့ကို1 piece ဆင်းမှာမြင်ရင်ဒီထဲမှာကြိုပြီးတော့ကြည့်ကျင်နေဆိုရင်တော့ကြည့်ပေါ့နော် မဆိုပါဘူးသူ့ character ကအကောင်းမြင်ပေးလို့တော့ရပါတယ်ဟိုကျွန်တော်က one piece ကို live version ထွက်မှာ anime ကို like ကြည့်နေတာဆိုတော့အဲ့လောက်ကြီးထီတော့နောက်ပိုင်းနေခီးမရောက်သေးတော့နောက်ပိုင်းတော့ဘယ်လိုဆက်ပြင်မလဲတော့မသိဘူးခုမြင်ရသလောက်ဆိုရင်တော့ character နဲ့ like တယ်လို့ခံစားလို့ရပါတယ်ဟာဒါကတော့ one piece နဲ့ဆက်ဆက်သွားတဲ့အကြောင်းလေးကိုဂျုံလုံးလေးရှင်းပြတာပါဒီတော့ honey don't ရုပ်ရှင်နဲ့ပတ်သက်လို့ကတော့ကျွန်တော် review ကတော့ဒီလောက်ပါပဲအာဗီဒီယိုကိုကြည့်ပြီးတဲ့ brother တို့ sister တို့ရှိရဆိုရင်လည်းဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုခံစားရလဲကျွန်တော်လိုမျိုးပဲ အမြင်ရှိလားဒါမှမဟုတ်ကြိုက်တာတွေရှိလားမကြိုက်တာတွေရှိလားဘယ်လိုတွေရှိလဲဆိုတာလေးကို comment မှာဝင်ပြီးတော့ရေးသားတော့လို့ရပါတယ်အဲနောက်ဗီဒီယိုတစ်ခုအနေနဲ့ကျွန်တော်ခုလောလောဆယ် Quentin Tarantino ရဲ့ရုပ်ရှင်ဆယ်ကားကို ranking လုပ်တဲ့ဗီဒီယိုလေးတစ်ခုလုပ်ဖို့ရှိနေတယ်ပေါ့ဒါပေမဲ့အဲ့ဒါကကျွန်တော်သူ့ရုပ်ရှင်တွေကလည်းမကြည့်တာတော်တော်ကြာပြီဆိုတော့မေ့ရတာတွေပါရှိနေတာမလို့လောဆယ်အဲ့ဒါလေးပြန်ကြည့်နေတယ်ပေါ့ပြန်ကြည့်နေတဲ့အတွက် channel မှာဗီဒီယိုလေးတွေနဲ့ကြာနေတာပါပြီးရင်ကျွန်တော်လည်းတိတ်ပြီးတော့အချိန်မရလေးဖြစ်နေလို့ပါ Okay အဲ့တော့ဒီနေ့တဲ့ဗီဒီယိုတော့ဒီလောက်ပါပဲ channel ကိုလည်း subscribe လုပ်သားကြပါအောင်ကျေးဇူးတင်ပါတယ်